င်္ဂလာပါရှင်ခொနေသားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေတရှိခွန်ကဗီဒင်ရဲ့ YouTube Channel လေးရနေပြီးပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဆ iamma ကတော့ဆောလနွေနီဖြစ်ပါတယ်ဆ iamma နေနဲ့ကတော့2025ခုနှစ်မေလအတွက်တနင်္ဂနွေသားသမီးတွေရဲ့တရစာအထူးဟစတန်ကြီးကိုဟောကြားပေးသွားမှာဖြစ်ပါတယ်ဒီလမှာဆိုရင်တနင်္ဂနွေသားသမီးရဲ့အလောက်ကန်ကိစ္စအစီပွားရေးငွေရေးကြေးရေးလူမှုရေးကျန်းမာရေးအခြေမြေတားရေးပိုင်းတွေဆောင်ရွက်ရှောင်းနေပြုလုပ်ရမယ့်ရေးရာလေးတွေကိုတစ်ခုချင်းပြောပြပေးသွားမှာဖြစ်ပါတယ် အဲ့တော့ဒီလမှဆိုရင်တနင်္ဂနွေသားသမီးတွေရဲ့လုပ်ငန်းစည်းပွားပိုင်းနဲ့ပတ်သက်ပြီးတော့စတင်ပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်။အစီအစဉ်လေးမစတင်ခင်မှာစင်မအနေနဲ့မြစ်တာရက်ခံကျင်တာကတော့စမတို့ရဲ့ဗီဒီယိုလေးတွေကိုလည်း share လေးပြုလုပ်ပေးပါ။စမတို့ရဲ့တရှိခွန်က YouTube channel လေးကိုလည်း subscribe လေးပြုလုပ်ပေးပါနော်။စမတို့ရဲ့ဗီဒီယိုလေးတွေကိုကြည့်တော့မယ်ဆိုရင်တော့ VPN လေးခံပေးဖို့မမေ့ပါနဲ့နော်။ တော့ဒီလမှာဆိုရင်ဒီနေ့ကနေသားသမီးတွေရဲ့လုပ်ငန်းစီးပွားပိုင်းနဲ့ပတ်သက်ပြီးတော့စိတ်နှောင့်ရှက်ဖြစ်စရာလေးတွေဖြစ်ပေါ်လာတတ်တယ်เนาะဒီငားလာပိုင်းထဲမှာအဲ့မမိလုပ်ငန်းပိုင်းတွေမှာခက်ခဲမှုလေးတွေကြံ့ကြာမှုလေးတွေပေါ့เนาะအနှငယ်လေးတွေရှိမယ်မနာလိုတိုက်ခိုက်သူတွေလေးရှင်ပြိုင်မှုရှင်ပြိုင်မှုလေးတွေတော့ရှိနေတတ်တယ်ပေါ့เนาะလူယုံတတိထားပါလုပ်ငန်းစီးပွားပိုင်းတွေမှာကိုကရှေ့ကိုမတိုးဘဲနဲ့ပေါ့เนาะရက်တက်နေတာမျိုးလေးတွေဖြစ်နေတတ်တယ်လှုပ်တလောက်အရာမထင်တာမျိုးလေးတွေရှိမယ်ပေါ့เนาะအဲ့လုပ်ငန်းသစ်လောက်ရတာမျိုးလေးတွေတော့လကောင်ပြောင်းလဲလောက်ကြရတာမျိုးလေးတွေတော့လကောင် ကြုံလာတတ်တယ်ထင်သလောက်တော့လုပ်ငန်းတွေကတော့မကောင်းနေဘူးပေါ့နော်အဲ့လိုမျိုးကိုမျောနေထားတာမဖြစ်နေဘူးဖြစ်နေတယ်လုပ်ငန်းပိုင်းတွေပါသူတို့ဘာရဲ့အကူအညီထောက်ပံ့လေးတွေတော့ရရှိတာမျိုးလေးကြီးကြုံတွေ့ရမယ်ဝန်ထမ်းဆိုရင်အလုပ်မှာရန်ပေါ်နေတာမျိုးလေးတွေပေါ့နော်ဒီ ကိုနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီအတိုက်ခံလေးတွေလောက်တာမျိုးလေးတွေပြစ်စာတိုင်းစာခံရတာမျိုးလေးတွေကြုံတွေ့ရတတ်တယ်အကြီးကဲထက်လူကြီးဖီးအားပေးခြင်းခံရတာမျိုးလေးတွေကြုံရနိုင်တယ်လို့အလို့ဟိုပြောင်းခြင်းထွက်ခြင်းစိတ်တွေမိမိရဲ့စိတ်ဆန္ဒအနေဖြစ်ပေါ်နေတာမျိုးလေးတွေရှိမယ်ပေါ့နော်အဲ့တော့ပြောင်းလဲကိစ္စကတော့ကောင်းသောပြောင်းလဲခြင်းမျိုးဖြစ်တဲ့အတွက်ပြောင်းလို့ရတယ် เนาะအဲ့တော့ပုံကလေးကဝင်နေနေဆိုရင်လုတ်ပြောင်းတော့မယ်ဆိုတစ်ဖက်ကရမှတစ်ဖက်ကပြောင်းပေးပါအဲ့လုတ်ထွက်ပြီးရှာရင်ကြန့်ကြာတာမျိုးလေးတွေရှိနေတတ်တယ်ပေါ့နော်လုပ်ငန်းပိုင်းထဲမှာလည်းစိတ်မပါသလိုလေးဖြစ်နေတတ်တယ်ဒီလာထဲမှာအဲ့တော့ရောင်းဝယ်လုပ်ငန်းလေးတွေရောင်းဝယ်တဲ့ကြားနဲ့ရှိနေတယ်ပေါ့နော်။သူလောင်ထားတဲ့ပစ္စည်းတွေကတော့ဒီအမျက်ဆုံးတော့ရရှိမယ်။ဒါပေမဲ့လောဘကြီးလို့မရဘူးပေါ့နော်။အဲ့တော့အတဲကြားနေမိနဲ့သွားမယ်။ဒီနေ့မှရောင်းဝယ်ကောင်းမယ်။နောက်လာကြရင်ကြမယ်။နောက်နေ့ကြရင်ကြမယ်။ဒီတစ်ပတ်မှရောင်းဝယ်တက်ပြီးနောက်တစ်ပတ်ကြရင်ကြမယ်။ဒီလိုမျိုးလေးတွေရှိနေလိမ့်မယ်ပေါ့နော်။မမီတို့အနေနဲ့ပေါ့နော်။ဒီလက်ရှိ လုပ်ငန်းပိုင်းလေးတွေမှာပေါ့ စတင်ပြီးတော့လုပ်တော့မယ်ဆိုရင်အဲ့တော့စနေနေ့ကြာသာပြင်းနဲ့တင်းနာနေနဲ့ပတ်သက်တဲ့လုပ်ငန်းလေးတွေနဲ့เนาะလုပ်ငန်းစီးပွားအတွက်လုပ်ပါစနေနေ့နေ့ဖြစ်တဲ့အထင်လုပ်ငန်းတွေဓာတ်ဆီဒီဇယ်ထင်းမင်းဆိုင်ဒီဇိုင်းလုပ်ငန်းတွေเนาะကြာသာပြင်းနဲ့နေ့ဖြစ်တဲ့ပွဲရုံလုပ်ငန်းပွဲစားလုပ်ငန်းအတက်ပညာဉာဏ်ပညာနဲ့ပတ်သက်တဲ့လုပ်ငန်းလေးတွေတင်းနာနေနေ့ဖြစ်တဲ့ကားလုပ်ငန်းကြောက်လုပ်ငန်းကုန်ရောင်းကုန်ဝယ်ကုန်စုံကုန်ကြပေါ့နော်ဒီလုပ်ငန်းလေးတွေနဲ့လုပ်ငန်းစီးပွားအတွက်လုပ်မယ်ဆိုရင်လုပ်လို့ရတယ်အဲ့လုပ်ငန်းလေးတွေကစီးပွားရေးလုပ်မယ်ဆိုရင်လုပ်လို့ရတဲ့လုပ်ငန်းလေးတွေဖြစ်ပါတယ်ဒီလုပ်ငန်းလေးတွေနဲ့စီးပွားရေးအတွက်လုပ်ပါเนาะအဲ့ဒါဓာတ်ဆီဒီလမှာအကျိုးပေးလုပ်ငန်းလေးတွေဖြစ်ပါတယ်အဲ့ဒီ လုပ်ငန်းလုပ်နေတဲ့သူတွေအတွက်ကတော့စီးပွားရေးတွေဆင်ပြေနေလိမ့်မယ်နော်ဒီနန်ပစ္စည်းတွေလည်းအဝင်မယ်ပေါ့နော်အဲ့တော့ဒီစနေနန်ဆိုအထက်ပစ္စည်းတွေဝင်မယ်ကြာတာပေးနန်ဆိုပရီဘောကပစ္စည်းတွေပေါ့နော်နောက်ဒိနန်နန်ပစ္စည်းတွေကကုန်မာပစ္စည်းတွေကုန်ကြောက်ပစ္စည်းတွေကတော့ဒါမိမိအိမ်ကိုအဝင်ရှိတယ်ပေါ့နော်နောက်ဒီလာထဲမှာလုပ်ငန်းစီးပွားပိုင်းတွေနဲ့ဒူဌာနတိလာကောင်းမှုကုသိုလ်တွေနဲ့တွဲပြီးတော့နောက်ကိုကစီးပွားရှာပါဘာသာရေးမမေ့နဲ့ကောင်းမှုကုသိုလ်မမေ့နဲ့ဒါနတိလာကောင်းမှုကုသိုလ်ပေါ့နော်ဒါနေ့စဉ်ပြုလုပ်ပေးပြီးတော့နောက်လုပ်ငန်းကိစ္စအဝေါ်ကပြုလုပ်ပြောဆိုမှသာခက်ခဲမှုတွေလွတ်မြောက်နိုင်တယ်နော်နောက် ော့ငွေကြေးကဏ္ဍလေးတွေကြည့်မယ်အဲ့တော့တနင်္ဂနွေသားသမီးရဲ့ဒီလမှာငွေကြေးကဏ္ဍလေးတွေကြည့်လိုက်တဲ့အခါမှာငွေကုန်ကြေးများနေတတ်တယ်ပေါ့နော်ငွေကအဝင်ရှိအဝင်ရှိတယ်ဒါပေမဲ့ကုန်စရာတွေကလည်းပြန်ပြန်ကုန်တယ်ငွေဝင်တလောက်ပြန်ထွက်နေတဲ့လာလေးတလားဖြစ်တယ်အဝင်ရှိတယ်လို့အကုန်ကြများမယ်ဆိုတဲ့သဘောပေါ့နော်အဲ့တော့အကြောင်းမျိုးမျိုးနဲ့ပြန်ထွက်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့ငွေရောပေါက်တွေများနေတဲ့အတွက်ငွေရောပေါက်တွေထိနိုင်မှာအဆင်ပြေမယ်နော်အဲ့တော့သူတစ်ပါးကိုငွေစိုက်ထုတ်ပြီးတော့ပေးရမျိုးတွေတော့သူတစ်ပါးကိစ္စဝင်ရောက်ဖြေရှင်းရမျိုးကြောင့်ငွေကုန် ကြီးကြလေးတွေများနေတတ်တယ်။လောင်ကစားပြုလုပ်သူတွေဒီလတွေမှာဒုက္ခရောက်တတ်တယ်။ဖဏန်းနီးနဲ့ငွေရှိုင်ဒုက္ခရောက်တတ်တယ်ပေါ့နော်။ထို့ကြောင့်အမခန္ဓာချင်းကတာအထူးသတိထားပါ။ငွေချင်းနိုင်ငွေချေးပိုင်းနဲ့ပတ်သက်ပြီးတော့စကားများတာမျိုးစိတ်ညစ်တာမျိုးတွေကြုံတရတတ်တဲ့အတွက်ငွေချေးခန္ဓာလေးတွေအထူးသတိထားတဲ့နဲ့ကလာလေးဖြစ်ပါတယ်နော်။သတိထားအသုံးဆွဲပါခြွေတာသုံးပါပေါ့နော်။အဲ့လိုမျိုးငွေရေးချင်းနဲ့ပတ်သက်ပြီးတော့ဒီလာထဲမှာစူနိုင်စောင်းနိုင်ခြွေတာသုံးနိုင်မှသာမြဲမဲ့သဘောရှိတယ်။ အာနောက်ထပ်လူမှုရေးကဏ္ဍလေးတွေပေါ့နော်အဲ့တော့လူမှုရေးကဏ္ဍလေးတွေကြီးလိုက်တဲ့အခါမှာအတိုက်ခံလေးတွေပေါ်မယ်ရန်ပေါ်မယ်ကိုယ်မနာလိုတာလေးတွေရှိတယ်သူတို့ဘာမကောင်းပြောဆိုရင်ဆွဆွဲချင်းခံရတာမျိုးတွေရှိမယ်ပေါ့နော်လူမှုရေးကဏ္ဍလေးတွေအဲ့တော့ဒီလာထဲမှာဆိုရင်ပေါ့နော်မိမိတို့အနေနဲ့စနေနဲ့ပါတဲ့နေသားသမီးပေါ့နော်နည်းနည်းလေးအဲတတိထားပါတနင်္ဂနွေနေ့ပါတဲ့နေသားသမီးတွေတတိထားပြုလို့ပြောဆိုပေးရပါလိမ့်မယ်နော်နောက်ပြီးတော့အကြီးအကဲပိုင်းနေ့နဲ့အဆင်ပြေဖြစ်တာမျိုးတွေတော့ရှိမယ်အဲ့တော့စိတ်လက်မှန်မှာပြုလုပ်တာလေးတွေရှောင်ဘာပဲလုံးလုံးနှုတ်စိတ်နေသူများကိစ္စဝန်ပါနဲ့သူများခြားတဲ့ဝန်ပတ် တမိစေနဲ့เนาะအဲ့တော့မမီးအားစိတ်ကိုအေးထားပြီးတော့ပြုလို့ပြောဆိုနိုင်မှာအဆင်ပြေမယ်လောဘဒေါသမောဟနဲ့ပြုလို့ပြောဆိုခြင်းရှောင်ပေးရလိမ့်မယ်เนาะဒီလမှာနောက်ထပ်မမီးတို့အနေနဲ့ပေါ့เนาะဒါအိမ်နှွေးအိမ်တော်ရေးခန္ဓာလေးတွေပေါ့เนาะအိမ်နှွေးအိမ်တော်ရေးခန္ဓာလေးတွေကိုကြည့်လိုက်တဲ့အခါမှာအင်းချမ်းမှုအားနည်းနေတာမျိုးလေးတွေရှိမယ်စိတ်တိုင်းမကြစိတ်လိုမကြမှုတွေရှိမယ်အိမ်မှာပေါ့เนาะအကြီးငယ်ပိုင်းနေနဲ့အဆင်မပြေတာမျိုးအောက်လက်ငယ်သားပိုင်းနေနဲ့စိတ်တိုင်းမကြတာမျိုးကြအိမ်နှွေးရေးမှာအင်းချမ်းမှုအားနည်းနေတယ်ပေါ့เนาะမမီးအိမ်တော်ဘက်နဲ့လည်းတူဦးတော်တူတူဦးပေါ့အကြီးတန်းလေးတွေရောင်းနေတာမျိုးစိတ်လို မကြတာမျိုးသူတို့ခုံးကိုတို့ခုံးသူလည်းအရှုံမပေးကိုလည်းအရှုံမပေးနဲ့အဲ့လိုဒီစဲစဲလေးတွေဖြစ်နေတာမျိုးတွေရှိမဲ့ပေါ့နော်အိမ်တော်ရေးမှာမိမိအိမ်တော်ဘက်ချောင်းစိတ်ညစ်ရတာမျိုးတွေရှိမဲ့ဗာမုတ်တွေပြဿနာနေနေတာကတော့ကစားဖြစ်တာမျိုးတွေရှိမဲ့တန်လျာပွားစားလေးပေါ်လာပြီးတော့အိမ်တွင်းအိမ်တော်ရေးရံများနေတာမျိုးတွေကြုံတွေ့ရမယ်နော် နောက်ထပ်မေတ္တာရေခန္ဓာလေးနဲ့ပတ်သက်ပြီးတော့ကြည့်လိုက်တဲ့အခါမှာနော်မေတ္တာရေခန္ဓာလေးမှာငွေသူတွေအတွက်စိတ်ညစ်စရာလေးတွေကြုံမယ်အညာပိုင်းလေးတွေရှိမယ်ဆန်းအနှဲငယ်ကြာဆင်းနေတဲ့နေထားလေးတွေတွေ့ရတယ်ပေါ့နော်အဲ့တော့မိမိထင်သလိုဖြစ်မနေစေဘဲနဲ့ပေါ့နော်အဲ့တော့အခြေပိုင်းတွေမှာပေါ့အထင်မြင်လွဲမှားမှုတွေရှိမယ်နားလည်မှုလွဲတာတွေရှိမယ်မိမိဖြစ်ချင်တာနဲ့ဖြစ်နေတာနဲ့လွဲချော်နေတာမျိုးတွေကြောင့်အခြေပြဿနာလေးတွေတက်တက်တဲ့အခက်မသိအကွက်ကင်းပြက်ကင်းတွေကြုံရတတ်တယ်နော်အဲ့တော့အခြေပိုင်းမှာရွေးချယ်မှုမှားပြီးတော့ဒုက္ခရောက်တတ်တာမျိုးတွေရှိမယ်မိမိချစ်သူကြောင့်စိတ်ပင်မဲ့တာမျိုးတွေရောရှိမယ်ထို့ကြောင့်အခြေခံနာမှာ ြစ်သူဆောင်တွေအနေနဲ့လည်းအေးချမ်းမှုအားနည်းနေတဲ့သလိုငရဲသူတွေအနေနဲ့လည်းအခြေရေကံကောင်းနေတာမျိုးမဟုတ်ဘဲနဲ့အဆင်မပြေမှုတွေများတဲ့အနေအထားမှာရှိတယ်ပေါ့နော်ထို့ကြောင့်အခြေပိုင်းမှာနည်းနည်းလေးအားနည်းနေတဲ့ကံအားမိန်နေတဲ့ဆန်းနေငယ်ကြနေတာပေါ့ထို့အဲ့တော့အခြေပိုင်းမှာနားလည်မှုနဲ့သစ္စာရှိရှိနဲ့အလျှော်ပေးရှုံးမင်းတွေတွဲနိုင်မှသာအဆင်ပြေမယ်။နော်အခြေရေဆန်းရှုပ်တာတွေဖော့ပြန်တာတွေဖြစ်လာပါကမျိုးမျိုးနေထားတဲ့ပြဿနာလေးတွေတက်လာနိုင်တယ်ထို့ကြောင့်နားလည်မှုနဲ့သစ္စာရှိရှိနဲ့တွဲနိုင်မှမြဲမယ်နော်။ ဲ့တော့မိတာရေခန္ဓာလေးတွေပြီးသွားတဲ့အခါကျတော့ကျန်းမာရေခန္ဓာလေးတွေပေါ့တနင်္ဂနွေသားသမီးတွေဒီလအတွက်ကျန်းမာရေခန္ဓာလေးတွေကြီးလိုက်တဲ့အခါမှာဥခေါင်းမကြည်တာလေးတွေခေါင်းမူတာလေးတွေပေါ့နော်အားလေးတွေမကြမကြဖြစ်မဲ့အအောင်ကြောအားနေတာလေးတွေသွေးအားနေပြီးတော့မူးမောရှင်တုံတာလေးတွေမကြမကြဖြစ်မဲ့ခြေလက်ညောင်းညာကိုက်ခဲတာလေးမျိုးလေးတွေခြေလက်ထိခိုက်တဲ့အတားလေးတွေရှိမဲ့အသေးစားအက်ဆစ်ဒင့်ပုံမဲ့ပေါ့နော်ဆိုင်ကယ်ကားဆီယာလေးတွေသတိထားပေါ့နော်အဲ့လိုမျိုးတက်ကြီးပိုင်းတွေမှာရုတ်တရက်ယောဂါထပ်ဖြစ်တတ်တယ်ပေါ့နော်သွေးတို့နှလုံးနဲ့ပတ်သက်တာလေးတွေနော်နောက်ပြီးတော့ရုတ်တရက်ထပြီးတော့နေမကောင်းဖြစ်တာ ဖြားနာတာမျိုးတွေဖြစ်တတ်တဲ့အတွက်စိတ်ဝင်စိတ်ကန်းပြတာစိတ်ထိုးစိတ်တောက်လောတာကြီးကျုံမယ်။ကျန်းမာရေးနည်းနည်းချူကြတဲ့အတွက်ကျန်းမာရေးနံပါတ်1ဂယုစိုက်ပေးပါနော်။အဲဒီလာထဲမှာကျန်းမာရေးနည်းနည်းလေးဂယုစိုက်ရမယ့်အနေအထားရှိပါတယ်။ နောက်ထပ်ပညာရေးခန္ဓာလေးတွေပေါ့နော်တနင်္ဂနွေသားသမီးတွေပညာရေးခန္ဓာလေးတွေကြီးလိုက်တဲ့အခါမှာပညာရေးပိုင်းတွေမှာအနေငယ်မေးမိန်နေတယ်เนาะဒါသင်တန်းတက်တက်ချင်တာမတက်ဖြစ်တာမျိုးခက်ခဲနေတာမျိုးကြံ့ညာနေတာမျိုးစောင့်ဆိုင်းနေရမျိုးရှိမယ်ပညာရေးပိုင်းမှာစိတ်မပါသလိုဖြစ်နေတတ်တယ်အပေါင်းအသင်းကြောင့်ပညာရေးထိခိုက်တတ်တယ်အခြေအကျမ်းမှကြောင့်ပညာရေးထိခိုက်တတ်တယ်ထိုးရတဲ့ကြော်လာနိုင်မှာအဆင်ပြေမယ်ပညာရေးကိုစိတ်နစ်ပြီးစူးစမ်းနိုင်မှာဒါအောင်မြင်မယ်တိုးတက်မယ်ပေါ့နော်သင်တန်းကိစ္စတွေစာမေးပွဲကိစ္စတွေတော့ရှိမယ်သင်တန်းတက်ဖို့ရှိရင်လည်းတက်ပါကိုပွားတဲ့အထောက်အကူပြုမဲ့သင်တန်းလေးတွေဖြစ်တတ်ပါတယ်တဲ့เนาะဒါတော့ပညာရေးကဏ္ဍပေါ့ ေါ့နော်အဲ့တော့နိုင်ငံခြားခေတ်ကံလေးနဲ့ပတ်သက်ပြီးတော့ကြည့်လိုက်တဲ့အခါမှာနိုင်ငံခြားကံလည်းနိုင်ငံမေးမိတ်နေတာမျိုးတွေရှိမယ်ပေါ့သတင်းကောင်းတော့ကြားရပါလိမ့်မယ်အဲ့တော့လက်တလောဒီလတွေမှာနိုင်ငံခြားကံတော့50 50ရာခိုင်နှုန်းပဲရှိတယ်ပေါ့နော်ခီးဝေါ်ခီးတို့ကနည်းနည်းလေးအားမိတ်နေတဲ့အနေအထားမှာတော့ရှိတယ်ခီးကိစ္စလေးတွေကကောင်းမွန်ကုသိုလ်လေးတွေတော့ပြုအပ်တတ်တယ်ပေါ့နော် ဲ့တော့ဒီလအတွက်ပေါ့နော်ဒါအချိုးပေးကာလာလေးတွေကြီးလိုက်တဲ့အခါမှာအဝါပွင့်အဝါရောင်အပြာပွင့်အပြာရောင်ကာလာဆုံးရားဆုံးရောင်းဆုံးကာလာလေးတွေပေါ့နော်အချိုးပေးကာလာလေးတွေဖြစ်တဲ့အရေးကြီးသောလုပ်ငန်းကိစ္စအရေးကြီးသောခီးစဉ်နဲ့အရေးကြီးသောကိစ္စအဝါဝါပြုလို့ပြောဆိုရမှာဝိစဉ်အသုံးပြုခြင်းဖြင့်ကန်စရာပွင့်လန်းစေပါလိမ့်မယ်ဒီလအတွက် lucky ကနန်းလေးတွေကိုကြီးလိုက်တဲ့အခါမှာတော့မိတို့အနေနဲ့၄ကနန်း၈ကနန်းပေါ့နော်ခွန်ကနန်းလေးတွေကတော့ lucky ကနန်းလေးတွေဖြစ်ပါတယ်ဒီတလာလုံးပေါ့နော်ဆောင်းရံရှောင်းရံနေနဲ့သူ့သက်သက်ချင်းရက်ဒေတာတောက်စားချင်းလောင်းကစားပြုလို့ချင်းအထူးရှောင်းပေးပါနော် အဲ့တော့ဆောင်ရမ်းတော့ကောင်းမှုကုသိုလ်ဘာသာရေးလို့ပါကောင်းမှုတစ်ခုနေရှင်ပြုပြီးဖြတ်တန်းပေးပါเนาะအဆင်ပြေလိမ့်မယ်အဲ့တော့ခက်ခဲမှုလေးတွေဒီလမှာကံစိုးဉဏ်လေးတွေပပြအောင်เนาะကံတရားရဲ့ထောက်ပံ့ကောင်းတွေရရှိအောင်ပြုလုပ်ရမယ်ရေတရားလေးကတော့မမိအိမ်ဖျားမှာအဖြူအံပန်းလေးတွေလှူပေးပါအုံထင်းမင်းတတိတပွဲနေရှင်ဖျားမှာကတ်လူပါတစ်ပတ်တစ်ချိန်နှစ်ချိန်ကတ်လူပြီးတော့ဆူတောင်းပေးလို့ရတယ်လိုရာဆူတောင်းပေါ့เนาะလမ်းရှင်းပေးပါเนาะလူသွားလူလာလမ်းလေးတွေတန်ရှင်းလောက်တာအမှန်ရှင်းတာခြိုက်နေတဲ့မြေကြီးတွေခြိုင်းွက်တွေကိုဖို့ပေးတာ နော်ဆုညံခုတ်တွေဖယ်ပေးတာဒါမျိုးလေးတွေပြုလုပ်ပေးပါအဲ့တော့ဒီလအတွက်ဒီလိုမျိုးကုသိုလ်လေးတွေပြုလုပ်မယ်ဘာသာရေးလေးတွေနေ့စဉ်ပြုလုပ်မယ်ဆိုရင်ကံအညာခိုက်တွေပပြောင်းမယ်ကောင်းနော်ကောင်းတဲ့အရာလေးတွေနော်ကြောက်ရွံ့လာပါလိမ့်မယ်ကံတရားရဲ့ထောက်ပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ်ထို့ကြောင့်ဒီလမှာဆိုရင်တနင်္ဂနွေတာသမီတွေအဆအဆအရာအဆင်ပြေမှုရှိကြပါစေလုပ်ငန်းစီးပွားပိုင်းတွေတိုးတက်ကြပါစေအသက်ရှူတိုင်းလည်းဝင်ဝတွေတိုးကြပါစေယောဂဘေးအန္တရာယ်ဘေးတွေကင်းဝေးပြီးစိတ်ရချမ်းသာခြင်းကိုယ်ရချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆံမဆောလောက်နယ်ကနေစူတောင်းမြစ်တာပို့တာ 爸拜先。Bye bye